တိုင်းတပေါင်းကျော်တန်ဖိုးရှိတဲ့မိဘမဲ့ဂေဟာအသိကိုဆောက်လုပ်နေပြီဖြစ်ကြောင်းခြားပြလာတဲ့မိမိခိုင်နှင်းဝီပရိသတ်များအလုံးမမင်္ဂလာပါရှင်ဆယ်လင်းစိုက်တာ page ကနေပြန်လေးကြိုဆိုလိုက်ပါတယ်မေမေခန်နေဝေကတော့မိဘမဲ့ကလေးလေးတွေအတွက်ကိုရည်စူးပြီးတော့သူတို့လေးတွေနေထိုင်ဖို့အတွက်နေရာအသစ်တစ်ခုကိုဆောက်လုပ်နေပါတယ်။အသစ်ဆောက်လုပ်လိုက်တဲ့ဂေဟာကြီးကလှပပြီးတော့ကြီးကျယ်ခန်းနာလုံးကတိမ်ပေါင်းတောင်းချီအကုန်ကြားခံပြီးတော့ဆောက်လုပ်ပေးထားကြောင်းအားလုံးသိအောင် ခြားပြခဲ့ရပါတော့ မြန်မာနိုင်ငံမှာဆိုရင်အခုနောက်ပိုင်းနှစ်တွေမှာကလေးတွေကိုမကျွေးနိုင်မမွေးနိုင်တဲ့နောက်ပိုင်းမွေးကင်းစားကလေးတွေအရွယ်လေးတွေကိုတောင်မိခင်စိမ်မရှိဘဲနဲ့အမိုက်ပြစ်တယ်လို့ဆွန့်ပြစ်တာတွေများလာပါတယ်။စာဝင်းနေပြုပန်နေရတာကြောင့်ကလေးတွေအတွက်မကျွေးနိုင်တော့တဲ့အခါမှာကလေးတွေကိုရောင်းစားတာမွေးစားဖို့ပေးလိုက်တာမျိုးတွေတော်တော်လေးများလာပါတယ်။ဒါကိုလူမဆန်စွာနဲ့ပဲအပြစ်ကင်းတဲ့ကလေးတွေကိုဆွန့်ပြစ်နေကြတာတွေဘလောက်တောင်မှမရေမတော့နိုင်အောင်များလိုက်တယ်ဆိုတာကတော့ခိုင်နှင်းဝင်မိပါမဲ့ခေတ်မှာရှိတဲ့ကလေးတွေကတသက်တေတစ်ခုနေနဲ့ရှိလို့နေပါတယ်။ ခန္ဒီဝေကတော့ဒီလိုမျိုးဒုက္ခမျိုးစုံရောက်နေရရှာတဲ့ကလေးတွေစွပြစ်ခံရတဲ့ကလေးတွေဒါမှမဟုတ်နှိမ့်ဆက်ခံရတဲ့ကလေးတွေကိုတွေ့ရင် အကြောင်းစုံမင်းမြန်းစုံစမ်းပြီးတော့မှသဘောတူညီမှုတွေရရှိရအောင်ကိုသူ့ရဲ့အရေးထဲမှာနေထိုင်စီပြီးတော့မိခင်မြတ်တာအပြည့်ဝပေးတတ်ပါတယ် ဒီလိုမျိုးကလေးတွေကိုကိုကြီးစောင်းရှောက်ရင်းနဲ့ပဲနှစ်တွေကြာလာတဲ့အခါမှာတော့တချို့မိဘတွေကမကြွေးနိုင်ရင်ကိုခန်းနေဝေစီကိုပို့တတ်ကြပါတယ်။ဒါတွေကြောင့်ခန်းနေဝေရဲ့မိဘမဲ့ကေယာဖောင်ဒေးရှင်းလေးကစိတ်မကောင်းစွာနဲ့ပဲကလေးတွေအများကြီးနဲ့ပြည့်ရှံလို့လာခဲ့ပါတယ်။ဒါကြောင့်မလို့ခန်းနေဝေကတော့သူ့ရဲ့သားသမီးတွေတတောင်တတာနဲ့နေထိုင်လို့ရအောင်နောက်ထပ်ကေယာတစ်ခုကိုဆောက်လုပ်နေခဲ့ပါတယ်။ခန်းနေဝေကိုယ်တိုင်ကမင်းသမီးတက်လက်ဖြစ်တာကြောင့်သူ့ရဲ့မိဘမဲ့ကေယာလေးကိုလာရောက်လှူဒါန်းတဲ့အလှူရှင်တွေကတော့တော်တော်လေးကိုများပါတယ်။ ရရှိထားတဲ့အလူငွေတွေအများအများနဲ့ပဲကလေးတွေအတွက်တွေးပေးပြီးတော့အာစီသုံးတက်တိုက်ကြီးကိုကြကြဝဝနဲ့တခန်တနာကြီးဆောက်လုပ်နေခဲ့ရဖြစ်ကြောင်းချပြခဲ့ရပါကလေးတွေအတွက်ပါတခါတဲ့အခန်းတွေအများကြီးနဲ့ဖွဲ့ပြီးတော့တိစောက်ထားရလို့သိရပါတယ်။ခိုင်နေဝေကတော့ဂေယအစ်တစ်ကိုသိန်းပေါင်းတထောင်ကျော်အကုန်ကြခံပြီးတော့ Ryan AMT Construction ကနေတာဝန်ယူပြီးတော့စောက်လုပ်ပေးနေတာအခုဆိုရင်ပြည်စည်းတော့မှဖြစ်ကြောင်းအင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်ကနေတဆင့်ပရိသတ်တွေကိုအတည်ပြုလိုက်ပါတယ်။ လူတွေကလည်းဒီလိုမျိုးကိုဝမ်းနဲ့ကိုမွေးထားတာမဟုတ်တာတောင်ကလေးလေးတွေရဲ့ရှေ့ရေးကိုကြည့်ပြီးတော့အပင်ပန်းခံငွေကုန်ကြေးချခံပြီးတော့ဆောက်လုပ်ပြီးနေတဲ့မိမိခန့်နေဝေကိုအလုံးကတာဒုခွန်နေကြပါတယ်။အခုလိုမျိုးမွေးကလေးကကံမကောင်းအကြောင်းမလားလို့မိဘအရင်တွေစီကနေရရဆက်ဆက်အဆုံးပြေခံရပေမယ့်အခုချိန်မှာခန့်နေဝေစီမှာအရေးကောင်းတစ်ခုမှခိုလွန်ခွေရတဲ့ကလေးတွေကအခုမှပူလို့တောင်မှအဆင်ပြေပြေနဲ့အပူပင်ကင်းကင်းနေရအောင်မှဖြစ်ပါတယ်။ခန့်နေဝေတယောက်အခုလိုဆောက်လုပ်နေကလေးကတချို့တွေကဆောက်လုပ်ရေးတွေမှာတက်တလောက်မှတ်တလောက်ကျွမ်း ျင်တာမျိုးတွေနဲ့ကူညီပေးကျင်တယ်လို့ဆိုပါတယ်။ဒီကြားထဲမှာခန်းနေဝေတရားပြဿနာတွေဖြေရှင်းနေရပြီးတော့လူတွေရဲ့အမြင်လွဲမှုတွေတိုက်ခိုက်တာတွေကိုပါခံခဲ့ရတာပါ။ဒါပေမဲ့အခုလိုမျိုးခန်းနေဝေရဲ့စိတ်ထားပြေဝမှုတွေကြောင့်လူတွေကပြဿနာတွေကိုမေးမေးရော့ရော့ဖြစ်ကုန်ကြပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ပရိသတ်တွေအနေနဲ့ကလေးတွေအတွက်သိမ်းပေါင်းတောင်းချီအကုန်ကြခံကဂေယာအစ်တကိုဆောက်လုပ်ပေးနေတဲ့ခန်းနေဝေပေါ်မှာမိမိတို့ရဲ့အမြင်လဲတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။